Hello, happy birthday, Mizitsu. I understand that it must be difficult to live without also living as the way you like. You have done so much for us. I wish you all the best from the bottom of my heart that you and Myanmar may find peace and freedom as soon as possible. အလုံးမင်္ဂလာပါခင်ဗျာ90 gets ဆိုကာချန်တွေကနေပြန်လဲကြိုးစိုးလိုက်ပါတယ် 2025ခုနှစ်ကမ္ဘာကလပ်ဖလားပြိုင်ပွဲ round 2ရဲ့ day 1စပါပြီဗျာဒီနေ့မှာတော့စုစုပေါင်း၄ပွဲကစားဖို့ရှိပြီးတော့အုတ်စု A နဲ့အုတ်စု B နဲ့အုတ်စုလုံးဒီဒီနေ့တနေ့တည်းမှာပြီးကစားမှာဖြစ်ပါတယ်အုတ်စု A ကိုကြည့်တော့ဒီအုတ်စုမှာပါတဲ့၄သင်းလုံးဒီအုတ်စုကြက်သွားပြီဗျာရာကိုလည်းမရှိဘူးပေးကိုလည်းမရှိဘူးနိုင်ပွဲလည်းမရှိဘူးချုံပွဲလည်းမရှိဘူးဒီအုပ်စုမှာပါတဲ့၄သင်းလုံးတွေတပွဲကစားပြီးတော့တမတ်စီရသွားပြီမထင်မှတ်ဖက်တဲ့ကိုအုပ်စုကကြက်သွားပြီ ယုတ်စုနဲ့ပတ်သက်ပြီးတော့သတိထားရမှာက round 1မှာ Inter Miami အသင်းဒီအလာဟီကိုတရေနှုတ်90ပေးခဲ့ပေမဲ့အနိုင်မရခဲ့ဘူး။ဘာမီယက်စ်ဟာ Porto အသင်းကိုတရေနှုတ်90ဝင်ရုပ်ပေးခဲ့ပေမဲ့အနိုင်မရခဲ့ဘူး။ဆိုတော့ Bogi ဒီဒီအုပ်စုမှာ Inter Miami နဲ့အလာဟီအသင်းကိုသူအဆင့်တူတတ်မှတ်လိုက်ပြီးတော့ဘာမီယက်စ်နဲ့ Porto အသင်းကိုသူအဆင့်တူလို့သူတတ်မှတ်လိုက်တယ်။ဘာကြောင့်ကျွန်တော်အဲ့ဒီစကားကိုဒီပြောရတာလဲဆိုတော့ဒီ round 2အတွက် group A ရဲ့စတင်ကြေးတွေဖွင့်တဲ့အခါ ဘာမီယက်စ်အသင်းကရောပေါ်တိုအသင်းကရောဒီအလာဟီနဲ့အင်တာမိုင်ယာမီအသင်းကို1ပေါင်50ကျေးဝင်ရိုးတွေနဲ့သူပေးလာတဲ့အတွက်ကျွန်တော်ကဒီလိုတတ်မှတ်လိုက်တယ်လို့ကျွန်တော်ယူဆတာဖြစ်ပါတယ်။ထို့သောတန်ကျွန်တော်ဒီဗီဒီယိုမှာအုတ်စု A မှာပါဝင်တဲ့အင်တာမိုင်ယာမီအလာဟီဘာမီယက်စ်ပေါ်တိုအဲ့ဒီ၄သင်းရဲ့ပွဲကိုကျွန်တော် preview လုပ်ပါမယ်။နောက် channel မှာတော့အုတ်စု B ရဲ့ PSG Atletico Madrid Botafogo နဲ့ Seattle Sounders ရဲ့ပွဲကို preview လုပ်ပါမယ်။ စိတ်မသားတဲ့သူတွေတွားရောက်ကြိတ်ချုပ်နိုင်ပါတယ်ကျွန်တော်အောက်မှာလင့်နေအကုန်လုံးပေးထားပါတယ်ဘာမီယက်စ်နဲ့အလာဟီရိုဂလာကြမဲ့ပွဲကမြန်မာစံတော်ချိန်9နာရီခွဲဖြစ်ပါတယ် group A ရဲ့ဒုတိယမြောက်ပွဲဖြစ်ပြီးတော့တစ်ဖက်မှာနှစ်သင်းလုံးတွေတမတ်စီရထားတဲ့အတွက်ဒီပွဲမှာသုံးမှတ်ရဖို့ကြိုးစားလာကြနိုင်မယ်လို့ကျွန်တော်တို့ပြောလို့ရသလိုတခြားတစ်ဖက်မှာလည်းအမတ်မဆုံးချုံးအောင်နှစ်သင်းလုံးဥတီကစားလာနိုင်တယ်လို့လည်းကျွန်တော်တို့တွေးလို့ရပါတယ်။ဘာမီယက်စ်အသင်းကိုကြည့်တဲ့အခါပေါ်တိုနဲ့ပွဲမှာကောင်းကောင်းလုပ်ပြခဲ့တာမှန်ပေမဲ့ သူတို့ရခဲ့တဲ့အပိုင်ဂိုးသွင်းခဲ့နေဟောင်း open play ကရခဲ့တာမဟုတ်ဘူးဗျဒီပေါ်တိုအသင်းရဲ့ဂိုးသမားလူပေးမှားတာကနေတဆင့်သူတို့အပိုင်ခွင့်ရေးတွေရခဲ့တယ်သူတို့အသင်းရဲ့ play style သူတို့အသင်းရဲ့ကစားဟန်ကြောင့်ရခဲ့တဲ့အခွင့်အရေးနည်းတယ်တိုက်စစ်ပိုင်းကိုကြည့်တော့လေဒီရခဲ့တဲ့အခွင့်အရေးတွေပေါ်မှာကောင်းကောင်းအသုံးချနိုင်ခဲ့တာမတွေ့ရဘူးပြန်ပြန်အလာဟီသင်းကိုကြည့်တော့သူက CWC အခွင့်ပွဲစဉ်ပြင်အင်ရှင်နဲ့သူကစားခဲ့ရတယ်အကောင်းဆုံးနေသူလုတ်ပြနိုင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီအာဖရိကအသင်းမှာကျွန်တော်တို့တွေ့ရတာကတိမ်ငယ်မှုပဲဗျာ အင်တာမိုင်ယာမီနဲ့ပွဲမှာသူတို့ရတဲ့နဲ့အခွင့်အရေးတွေကိုသူတို့ဝိုင်းဝန်းပိတ်ဆို့ပြီးတော့ဒိုင်လိုဂျီကိုဖိအားပေးတာမျိုးသူတို့မလုပ်ခဲ့ဘူးအထူးသဖြင့်ဒီပယ်နယ်တီရလိုက်တဲ့ဂိုးပေါ့ပယ်နယ်တီရသွားတဲ့ဂိုးမှာလည်းအဲ့ဒီဒိုင်လိုဂျီကပယ်နယ်တီလို့သတ်မှတ်ပေးထားပေမဲ့အဲ့ဒီပယ်နယ်တီကိုပိုသေးချောင်းဒိုင်လိုဂျီကိုဝိုင်းဝန်းကန့်ကွက်တာမျိုးဟိုဝိုင်းဝန်းထပ်ပြီးတော့တောင်းဆိုတာမျိုးမလုပ်ခဲ့သလိုသူတို့တွင်းလိုက်တဲ့တကိုးတီနောက်ဆုံးလူကျွန်နယ်ဆိုအောင်တော့ဒိုင်လိုဂျီသားသွားပြီးတော့ကန့်ကွက်တာမျိုးဘာကြောင့်လူကျွန်တာလဲဘာညာကွန်ပလိတ်လုပ်တာမျိုးမတွေ့ခဲ့ဘူးဒါက ဒီသင်းဒီအနေအေးတယ်လို့ကျွန်တော်တို့တွေးလို့ရပါမယ်ဒါဟာတင်ငယ်စိတ်ကြောင့်ဖြစ်လာတယ်လို့ကျွန်တော်ယူဆတယ်သူတို့ရဲ့ပြိုင်ဘက်တွေတစ်ဖက်မှာဂုတ်ကြီးမက်ဆီရဲ့အင်တာမာယာမီဖြစ်နေတာကြောင့်လည်းပါလိမ့်မယ်ဗျဒီဘက်မှာတော့ဒီအသင်းချီကအဲ့ဒီထက်ပိုကောင်းတဲ့အခွင့်အရေးတွေအဲ့ဒီထက်ပိုကောင်းတဲ့လူရည်ကံရည်တွေကိုတွေ့ရလိမ့်မယ်လို့လည်းကျွန်တော်ယူဆထားပါတယ်ပြီးတော့သူတို့တွေလည်းတမတ်ရထားတယ်ပြိုင်ဘက်ကလည်းတမတ်ပဲရထားတဲ့အသင်းဖြစ်တဲ့အတွက်ရှော့ပေးမှာမဟုတ်ဘူးလို့ကျွန်တော်ယူဆတယ် ဒီဘက်ထဲပေးထားတဲ့ကြေးမှာအခုညနေမြန်မာစံတော်ချိန်၄နာရီ22မိနစ်အချိန်မှာပမ်မရစတင်းကနေ1ပေါင်း30နဲ့ဂိုးပေါင်းကြေးက1အနှုတ်80ဆိုပြီးတော့ပေးထားပါတယ်1ပေါင်း30ဆိုတဲ့ကြေးဒီ 1D ဝင်ရိုးကိုအခြေခံဖွင့်ပေးထားတာဖြစ်ပြီးတော့1အနှုတ်80ဒီ1အနှုတ်100ကြေးဝင်ရိုးကိုအခြေခံပြီးဖွင့်ပေးထားတာပါဆိုတော့ဒီပွဲမှာဖွင့်ပေးထားတဲ့ဒီ body ကြေးဝင်ယူ1.10ဆိုတော့ဒီ bookie ဒီဒီပွဲမှာ ဘောမီယက်ကအလာဟီကိုနိုင်သွားရင်တော့တကူထက်မပူဘူးလို့သူယူဆထားပုံရတယ်အဲ့ဒါကြောင့်မဲဒီဝမ်ဒီဝင်ရုံးနဲ့သူဖွင့်ပေးထားတယ်အဲ့ဒီပုံမှာတော့ကျွန်တော်တန်တရားသိမရှိဘူးကိုပေါင်းကြီးမှာတော့ကျွန်တော်တန်တရားရှိတယ်ဘာကြောင့်တန်တရားရှိတာလဲဆိုတော့ဒီအုပ်စုမှာဘောမီယက်နဲ့ပေါ်တိုဒီဂျေအတူတူအလာဟီနဲ့အင်တာမိုင်ယာမီဒီဂျေအတူတူလို့သူသတ်မှတ်ထားရင်ဘာကြောင့်ဒီကိုပေါင်းကြီးဒီပေါ်တိုနဲ့အင်တာမိုင်ယာမီကစားမဲ့ကိုပေါင်းကြီးထက်ပိုရော့နေတာလေအဲ့ဒီအချက်ပေါ်မှာကျွန်တော်တန်တရားရှိတယ် သူကအင်တာမိုင်ယာမီနဲ့ပေါ်တိုကြတော့၃ခုရောက်မယ်လို့တွေးထားပြီးတော့ပါမီယက်နဲ့အလာဟီကိုတော့၃ခုမရောက်ဘူးလို့သူတွေးထားပုံပေါ်တယ်ကျွန်တော်ကဒီနှစ်နှုတ်70ဆိုတဲ့ဂိုးပေါင်းချင်းမှာဘိုဂီကိုကျွန်တော်စန့်ကျင်တဲ့ဂိုးပေါင်းအပေါ်ကြိုက်တယ်ပြီးတော့ဒီပွဲပေါ်ဒီမှာအောက်အသင်းအလာဟီပဲကျွန်တော်ကြိုက်တယ်ပါမီယက်နိုင်သွားရင်တော့တကူထက်မပိုဘူးလို့ကျွန်တော်ယူဆတယ်နောက်ထပ်တစ်ပွဲဒီအင်တာမိုင်ယာမီနဲ့ပေါ်တိုတို့ကစားကြမယ့်ပွဲဒီပွဲမှာတနါယီခွဲမှာကစားမှာဗျမိုင်ယာမီဒီဘာမှလုံးပြနိုင်စွမ်းမရှိဘူးဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲမှာတွေ့ကြရပြီးပြီ တက်ကြီးကစားသမားတွေကိုအပြုတ်တယ်တက်ငယ်ကစားသမားတွေပါတယ်ဆိုပေမဲ့လည်းရှေဆွမ်းကသူတို့နေကြမှာကွာတယ်ပြီးခဲ့တဲ့ပွဲမှာအဓိကကစားသမားတွေအကုန်လုံးဒီပုံစံကောင်းပဲမရခဲ့တာလားရုန်းကန်ခဲ့ရတာလားအဲ့ဒါကပဲသူတို့ရဲ့ပုံမှန်ရှေဆွမ်းလာတော့မသိဘူးအန်တာမယာမေကတိတ်ထင်ကြီးစရာကောင်းတဲ့အထဲမှာတော့မပါဘူးပေါ်တိုကြတော့ဒီအုပ်စုမှာဥရောပအတင်းကြီးဆိုပေမဲ့ပြီးခဲ့တဲ့ပွဲမှာတည်းကပေါ်တိုစီကနေကျွန်တော်တို့ထင်ကြီးစရာမျိုးမတွေ့ခဲ့ရဘူးဒီကမ္ဘာကလပ်ဖလားမှာမြင်တွေ့ခဲ့ရတဲ့ပေါ်တိုဟာတော်တော်လေးညံ့နေတယ်ဗျာ ီဘက်မှာဘော်တိုသင်းကနေ1အပေါင်း80နဲ့ဂိုးပေါင်းကျဲက3အနှုတ်20ဆိုပြီးတော့ပေးလာတယ်။ကျွန်တော်က DJ ပုံမှာတော့တေချာမောင်းကျွန်တော်တန်တရားဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ပမ်မီယက်စတောင်ပြအလာဟီသင်းကို1ပေါင်း30လောက်နဲ့ပေးရမယ်ဆိုရင်ပေါ်တိုသာဒီဘက်မှာတေချာမောင်းနိုင်မယ်ဆို1ပေါင်း50ကျင်းဝင်ရုံနဲ့ပေးတဲ့တယ်လို့ကျွန်တော်ယူဆတယ်။ပြီးတော့ဂိုးပေါင်းကျဲပုံအပေါ်ကအဆင့်တူနှစ်သင်းမှာကြတော့နှစ်နှုတ်100ကျင်းဝင်ရုံနဲ့ဖွင့်ထားပြီးတော့ဒီပွဲမှာကြတော့3အနှုတ်20ဆိုပြီးတော့3ဒီဝင်ရုံကိုအခြေခံပြီးဖွင့်ပေးထားတယ် ျွန်တော်ကဒီပွဲရဲ့ဂိုးပေါင်းချင်း၃အနုပ်၁၀၂၀ဆိုတော့ကိုကျွန်တော်တွေးတဲ့ပုံစံကြတော့ဒီပွဲဒီဘူကီဟာနှစ်သိန်းပေါင်းသွင်းကို၃ဂိုးတော့တင်ကြပေါက်ရောက်မယ်လေးဂိုးမရောက်ဘူးလို့သူယူဆထားပုံပေါ်တယ်ဆိုတော့နှစ်သိန်းပေါင်းသွင်းကို၃ဂိုးရောက်မယ်ဆိုရင်ဂိုးပေါ်သမားတွေစီကိုသူ၁၀၂၀စားမယ်ဂိုးအောက်သမားတွေကိုလည်း၁၀၂၀ရောက်မယ်ဒီအကွက်ကိုဖန်တီးထားတာလို့ကျွန်တော်ထင်တယ်ဆိုတော့ဒီပွဲမှာတော့ကျွန်တော်ကအင်တာမိုင်ယာမီအသင်းပေါ်ကြီးကြိုက်တယ်ဂိုးအောက်မှာဂိုးအောက်ကြိုက်တယ်ဒါပေမဲ့ဂိုးအောက်ကိုကျွန်တော်ပိုကြိုက်တယ်ဗျာ ဒီနေ့ကျွန်တော်ရွေးချယ်သွားတဲ့နှစ်ပွဲလုံးနေသည့်ကျင့်ဝင်ရုံးကိုကျွန်တော်ရှင်းခံပြီးကြွေးထားတာအဲ့တော့နောက်ဗီဒီယိုကိုနောက် channel မှာကျွန်တော်တို့ထပ်တွေ့မယ်ဗျာဆုံးထိလိုက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတဲ့ကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ